စံဒီက LED ရဲ့နှုတ်နှစ်ခုပေါ့နော် LED ရဲ့နှုတ်နှုတ်ချင်းဆက်လိုက်တာဖြစ်ပါတယ်1 kilo ohm ကိုခုနက LED ရဲ့နှုတ်နှစ်ခုဆက်ထားတဲ့နေရာကိုနော်ဆက်ပေးမှာဖြစ်ပါတယ်နော်ဒီ1 kilo ohm ကိုကျွန်တော် ground line ဖြတ်တဲ့ကျွန်တော်ခဲရောင်လေးသုံးထားတယ်။နောက်တစ်ခါအနီရောင် LED ကိုအပြာရောင်ဝါယာဂျိုးလေးသုံးထားတယ်။အသိရောင် PV ကိုတော့အဖြူရောင်ဝါယာဂျိုးလေးပေါ့နော်။အရောင်လေးကွဲပါအောင်နော်။ဒီက ground line ပေါ့နော်1 kilo ohm ကခုနကခဲရောင်ဒါ ground line နဲ့ဆက်လိုက်တယ်။နောက်နောက်တစ်ခုကကျွန်တော်တို့ relay ရဲ့ normally close ပေါ့နော်အနီရောင်က ။နောက်အစိမ်းရောင်မီဒီယာတော့နော်ရိုလေးရဲ့ normally open နဲ့ဆက်မှာဖြစ်ပါတယ်နော်။ဟုတ်တယ်။ဒါကကျွန်တော်တို့ capacitor ရဲ့အပေါင်းငုတ်ပါဒါကအဝင်ကျိုးပါနော် solar နဲ့ပဲသုံးသုံး။တခြားဒီချာချာနဲ့ပဲသုံးသုံးအဆင်ပြေတာနဲ့သုံးလို့ရတယ်။နှမျိုးလုံးသုံးလို့ရအောင်လို့နော်ဒါအဝင်ကျိုးလေးပါလေနော်။ဘောနော်အဲ့ဒီအပေါ်လိုင်းကနေပြီးတော့ mini card ရဲ့အပေါ်လိုင်းကနေကျွန်တော်ဒါ9 volt battery connector ရဲ့ပေါင်းချိုးပေါ့နော်ဒီမှာအနီရောင်ကျိုးနဲ့ဆက်တာဖြစ်ပါတယ်။ ဒီ9 volt battery connector နှုတ်ကြိုးပေါ့နော်အနက်ရောင်ကြိုးကတော့ဒီ mini cup ပေါ်မှာခလေက ground line နဲ့ဆက်လိုက်ရင်ဒါအားသွင်းလို့ရပါပြီဒါအားမသွင်းခင်မှာကျွန်တော်တို့ဒီမှာ8.3နော်8.3အခုဆင်လိုက်တယ်နော်9 volt charger လေးနဲ့ကျွန်တော်အားသွင်းပါမယ်ကဲ power ပေးလိုက်ပြီနော်အားစသွင်းနေပါပြီအားပြည့်သွားပါပြီကဲအခုဒါ charger လေးနဲ့အားသွင်းပြီးတဲ့အခါမှာဒီမဲ့ကြောင်းပြန်ပြတ်နေနော်9.3ဆက်နော်9 volt ကြော်ကြော်ရပါပါပြီဒါဆိုရင်တော့ပြန်လေအသုံးပြုလို့ရပါပါပြီနော်ကဲဆိုရင် charger လေး ်ဒါပစ္စည်းပဲအရင်အောင်မရှုပ်ပါဘူးเนาะအားလုံးအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်ကဲကျွန်တော်မိတ်ဆွေစင်ငယ်ချင်းတွေအားလုံး